တရုတ်နဲ့အာရှနိုင်ငံတွေပြည်တနာဖြစ်နေတဲ့တောင်တရုတ်ပင်လယ်အရင်းပွားရေပိုင်နယ်တွင်တရုတ်ကရန်လူမှုတွေခိုးလာခြင်းမှာမလေးရှားရဲ့ရေချောင်းလုံခြုံရေးစွန့်ရည်တွေမဟာပြူဟာမြောက်နေရာဖြစ်တဲ့မလကာရေလက်ကြားနဲ့တောင်တရုတ်ပင်လယ်ကိုအဓိကထားပြီးအောက်ကောင်းလာခြင်းကိုမလေးရှားစစ်တပ်ကိုကယ်ဆယ်ရေးလေဒီနဲ့ထောက်လိုင်းဒရုန်းတွေလာမယ့်ရက်အနည်းငယ်တွင်ဂျပန်ကပေးသွားမယ်လို့ Nikkei Asia ကဖော်ပြပါတယ် နိုင်ငံတကာနဲ့ရေတပ်ပစ္စည်းအတွက်ဝယ်ယူမှုကုန်သွယ်မှုမှာဂျပန်ဆိုရကတက်တက်ကြွကြွပေါဝင်လုံဆောင်ခြင်းဂျပန်ကအခုအစည်းအဝေးရာအခုညီဒီမလေးရှားကိုပြတာဖြစ်ပါလေဂျပန်ဟာအော်စတြေးလျကိုဖရီကိတ်စစ်တမ်းပေါ်အသက်တွေရောင်းချမဲ့အရောင်းဝယ်စာချုပ်တွေချုပ်ဆိုနိုင်တယ်လို့ဖိလစ်ပိုင်ကိုလည်းစစ်တမ်းပေါ်အဟောင်းနေတယ်လေကြောင်းကောက်ွယ်ရေရဒါအသက်တွေတင်ပို့ဖို့ဆွေးနွေးနေပါလေအခုမလေးရှားကိုကူညီမဲ့တန်းလေးရာတန်ဖိုးရှိတဲ့ကေဇေးလေတွေကိုအော်တိုဘတ်တရက်နေ့မှာမလေးရှားကိုလွှဲပြောင်းဖို့စီစဉ်ထားပါလေ စစ်ဘက်ဆိုင်ရာမဟုတ်တဲ့ drone တွေကိုစက်တင်ဘာ22မှာလွှဲပြောင်းပေးမှာဖြစ်ပါလိမ့်။နောက်ထပ်မဆက်တော့မှာစတင်တဲ့ဂျပန်ရဲ့ OSA စီစဉ်ဟာဖွံ့ဖြိုးတဲ့နိုင်ငံတွေကိုတည်စီနိုင်တဲ့လက်နက်မဟုတ်တဲ့ကာကွယ်ရေးပစ္စည်းတွေအခမဲ့ပံ့ပိုးခြင်းဖြစ်ပါလိမ့်။မလေးရှားဟာဂျပန်အတွက်အလုံးအရေးကြီးတဲ့နေရာမှာရှိပါလေ။တောင်တိုးပင်လယ်နဲ့မလကရေလက်ကြားထိဆက်နေလို့ဂျပန်နဲ့မလေးရှားနဲ့ပူးပေါင်းဆောင်ရွက်မှုဟာမရှိမဖြစ်လိုအပ်ပါလေလို့မလေးရှားနိုင်ငံဆိုင်ရာဂျပန်သားမကြီးကပြောပါလိမ့်။ ဒီကေဇေးလေးတွေကိုကေဇေးလုပ်ငန်းတွေနဲ့တမောပေးရနေရကေဇေးလုပ်ငန်းတွေအတွက်အသုံးပြုပါပါမလေးရှားတော်ဝင်လေးတဲ့ရကေဇေးဆွေမြင့်တူပေးမှလို့ဆိုပါတယ်ထောက်လိုင်းရေးစောင့်ကြည့်နေတဲ့စူဆန်းထောက်လိုင်းရေးဆိုင်ရာပိုင်ဆိုင်မှုတွေပါပံ့ပိုးမှုမှာဖြစ်ပါတယ်ဥပမာလေရင်တွေနဲ့ရေရင်တွေကိုစောင့်ကြည့်တာမျိုးရေချောင်းစောင့်ကြည့်လုပ်ငန်းတွေကိုစက်တိုက်လုပ်နေအောင်ပံ့ပိုးပေးမှာဖြစ်ပြီးမလေးရှားစစ်တပ်ရဲ့ရေချောင်းလုပ်ကြော်ဆွေအားကောင်းစေမှာဖြစ်တယ်လို့ဆိုပါတယ်ဖလပိုင်ဖီဂျီနဲ့ဘင်္ဂလားဒေ့ရှ်ကလည်း ဂျပန်ရဲ့ OSA စီစဉ်အောင်မှာပစ္စည်းကရိယာတွေရရှိထားပြီးဖြစ်ပါတယ်။စင်ကာပူခြေစိုက်ကောက်ွယ်ရေးနဲ့မဟာဗျူဟာလေးလိုက်ဌာနမှာအကြီးအကဲပညာရှင်တွေကဒီဂျပန်ရဲ့ OSA စီစဉ်ရဲ့အကျိုးခံစားချက်ရှိသူချို့ဟာတော်တိုးပင်လမှာတရုတ်ရဲ့အရှိတော်အရှာပြိုင်ဘက်တွေဖြစ်နေတာဒါတိုက်ဆိုင်မှုမဟုတ်ဘူးလို့ဆိုပါတယ်။မလေးရှားဒီနေရာကိုထောက်ရှုရရင်တော့ဂျပန်ရဲ့မျိုးသားကျိုးစီးပွားအတွက်မလေးရှားဟာအထူးအရေးကြီးကြောင်းပြောပါတယ်။ မလေးရှားရဲ့သက်ဆိုင်ရာပထဝီမဟာဗျူဟာမြောက်အနေထားဟာဒေသဘူးကိုဖျက်ပြီးဖျက်တမ်းနေတဲ့ဒီကရေလက်နဲ့ထူးသဖြင့်မာလကရေလက်ကြားနဲ့တောင်တရုတ်ပြည်နယ်တို့မှာတည်ရှိနေပြီးဒါတွေဟာဂျပန်အတွက်အသက်သွေးကြောဖြစ်တယ်လို့ဆိုပါတယ်နီပိုဖောင်ဒေးရှင်းဆိုရဂျပန်ရဲ့ရေနဲ့တင်သွင်းမှု80ရာခိုင်နှုန်းကျော်နဲ့ကမ္ဘာရေနဲ့စိမ်းသုံးဖို့ဟာမာလကနဲ့စင်ကာပူရေလက်ကြားတွေကိုဖျက်တမ်းနေရတာဖြစ်ပါတယ်